လူတိုင်းနားထောင်သင့်တဲ့ဘဝလမ်းညွှန်ချက်၅ခုကိုပြောပြပေးပါမယ်။နံပါတ်၁မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါ။မိမိကိုယ်ကိုယုံကြည်မှုဆိုတာမွေးရပါလိမ့်မဟုတ်လို့အခြားသူက ပေးလို့ရတဲ့အရာလည်းမဟုတ်ပါဘူး။မိမိကိုယ်တိုင်တည်ဆောက်ရမယ့်အရာ နေနေချင်းစီဖြည်းဖြည်းချင်းစီတည်ဆောက်သွားရမယ့်အရာဖြစ်ပါတယ်။မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။နံပါတ်၁ မိမိရဲ့ဒီနေ့တာမှာရှမက်ထားတဲ့အစီအစဉ်တွေကိုတကယ်ဖြစ်မြောက်အောင်လှုပ်ဆောင်ပါဒီနေ့တာမှာရှမက်ထားတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်ဖို့ဆိုတာတိတ်လွယ်တယ်လို့တွေးမိကောင်းတွေးမိပါလိမ့်မယ်ဒါပေမဲ့နေ့စဉ်မပြတ်မကွက်လှုပ်ဆောင်ဖို့ဆိုရင်တော့စိန်ခေါ်မှုတည်းရဲ့ဖြစ်လာပါပြီမိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်ဒီနေ့တာအစီအစဉ်တွေကို ဖြစ်မြောက်အောင်လှုပ်ဆောင်လိုက်ပါမိမိလုံနိုင်တဲ့လောက်ပန်းနိုင်တွေကိုသာရှမက်ပြီးနေ့စဉ်လှုပ်ဆောင်ပေးခြင်းဖြင့်မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်လာပါလိမ့်မယ်။နံပါတ်1မိမိရဲ့အတွေးစိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်ပါ။မိမိကိုယ်ကိုယုံကြည်မှုမြင့်မားတဲ့သူတွေဟာအပြိုသမားအတွေးသမားတွေမဟုတ်ပါ။လက်တွေ့သမားတွေသာဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့ရည်မှန်းချက်ပန်းတိုင်တွေလှုပ်ဆောင်ရမယ့်ကိစ္စတွေကိုလက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့်မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါ။နံပါတ်3အခက်အခဲများကိုရင်ဆိုင်ကြွလှပါ အခက်အခဲတွေနဲ့ကြုံလာတဲ့အခါ င်ဆိုင်ကြုံလွာဖြစ်ရှင်းခြင်းကလေမိမိကိုယ်ကိုယုံကြည်မှုပိုရှိစေပါれအခက်အခဲကိုကြုံလွာခြင်းမတစ်ဆင့်လူမှုပံဝန်းကျင်နဲ့အစဉ်ပြေအောင်ရှိတ်ဆက်နိုင်ဖို့လောကရန်တရားကိုခံနိုင်ရှိဖို့လုပ်ငန်းခွင်မှာအောင်မြင်ဖို့အစရာတွေကိုတင်ယူနိုင်ပါれကြည်ကြည်ခံထားတဲ့အရာတွေဟာတင်းငယ်တဲ့အရာတွေစူးစီးပြီးဖြစ်ပေါ်လာတာပါဒါကြောင့်မိမိရဲ့ယုံကြည်မှုကိုတိဆောက်ရမှာလေမိမိတတ်မှတ်ထားတဲ့တင်းငယ်တဲ့စည်းကမ်းကို မိမိကိုယ်တိုင်လိမ့်နာပါအဲ့ဒီအခါမိမိကိုယ်ကိုယုံကြည်မှုပေါ်ရှိလာစေပြီး ကြီးမားတဲ့ပန်းနိုင်တွေကြီးမန်းချက်တွေကိုအကောင့်ထေဖွင့်နိုင်လာပါလိမ့်မယ်နံပါတ်2အစိတ်ခက်နေသူတွေကိုရှောင်ပါကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ကိုအစိတ်ခက်နေသူတွေရှိနေကြတယ်ဆိုတာသတိပြုသင့်ပါတယ်သူတို့တွေဟာအစာထဲမှာအစိတ်ခက်နေကြတာတော့မဟုတ်ပါဘူးစိတ်ကိုအစိတ်ခက်နေကြသူတွေပါသူတို့တွေဟာအမြဲတမ်းလိုလိုမကောင်းမြင်တဲ့စကားတွေကိုပြောကြတယ် သူများအကြောင်းအတင်ပြောအပုတ်ချကြတယ်လူတွေကိုရှစ်တမျိုးနောက်ွယ်တမျိုးဆက်ဆံတက်ကြတယ်ဒါကြောင့်သူတို့တွေရဲ့ပတ်ဝန်းကျင်မှာအမေးရှိနေပြီးသူတို့ရဲ့ပြောစကားတွေကိုကြားနေရရင် ကျွန်တော်တို့ရဲ့စိတ်ဟာညင်နောနောက်ကြည့်လာတယ်မပြောမရှင်းဖြစ်လာပါတယ်အဲ့ဒီလိုဖြစ်လာရင်ကျွန်တော်တို့ရဲ့ခေါင်းထဲမှာအကြံဉာဏ်အစ်စ်တွေစိတ်ကူးကောင်းတွေထွက်မလာတော့ပါဘူးအဲ့ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်ဟာ အစိတ်ခက်ခံရလို့ပုံမှန်မတွေးနိုင် ပုံမှန်အလုံးမလုံးနိုင်လို့လို့ပါစကားတကွန်းရှိပါတယ်မင်းဟာအနာဂတ်မှာမင်းနေစဉ်ပေါင်းသိနေတဲ့လူတွေအတိုင်းဖြစ်လာလိမ့်မယ်တဲ့ကျွန်တော်တို့နေစဉ်ပြုဆုဆက်ဆံနေတဲ့လူတွေဟာကျွန်တော်တို့ဘဝတလန်းအတွေ့အလွန်ကိုအေးပါပါတယ်အကျိုးမရှိတဲ့စကားတွေပိန်ဖျင်းတဲ့စကားတွေကိုပြုတ်တက်တဲ့လူတွေချားမှာနေရတဲ့ခါကျွန်တော်တို့ရဲ့စိတ်ဟာအောင်မြင်မှုကိုရှာဖွေပေးဖို့အလုံးမလုံးပေးနိုင်တော့ပါဘူးတချို့လူတွေကအရာရာကိုအဆိုးမြင်တတ်ကြတယ် ကျွန်တော်တို့ဘာအလုပ်ကိုလုပ်လို့အဆိုးမြင်စိတ်တွေနဲ့အပြစ်ပြုံးနေတတ်သူတွေကျွန်တော်တို့အနာမှာရှိရှင်းဟာကျွန်တော်ရဲ့အောင်မြင်မှုကိုတားဆီးနိုင်ပါတယ်စိတ်ဓာတ်ဟာကုဆက်လွယ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ကိုအစိတ်ခတ်နေတဲ့လူတွေနဲ့ပေါင်းရင်ကျွန်တော်တို့ရဲ့စိတ်တွေဟာအစိတ်သင့်နေပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့စိတ်ကိုစိတ်မခတ်ပေအာဟာရကျွေးတဲ့ကျွန်တော်တို့စိတ်သက်ကိုမြင့်တင်ပေးတဲ့လူတွေနဲ့ဝမ်းရံနိုင်အောင်ကြိုးစားပါကျွန်တော်တို့အနားမှာအတွေးခုံမြင်မာတဲ့လူတွေ အသိပညာကြိုးဝသူတွေဉာဏ်ထမြက်သူတွေရိုးသားကြိုးစားသူတွေရှိနေအောင် ဖန်တီးထားဖို့လိုပါတယ်။သူတို့စီကအကောင်းမြင်စိတ်တွေထမြက်တဲ့စိတ်တွေကလေကျွန်တော်တို့စီကူးဆက်လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝဟာနေပျော်လာပြီးအောင်မြင်မှုအတွက်လမ်းစာတွေကိုရှာဝေနိုင်မှာဖြစ်ပါတယ်။ဘဝမှာစိတ်ချမ်းသာခြင်းအကောင်းမြင်စိတ်ရှိသူတွေစိတ်သဘောထားပြည့်ဝသူတွေနဲ့ပေါင်းပါပျော်ရွှင်ခြင်းရောင်ရည်တင်းတူတွေနဲ့ပေါင်းပါအောင်မြင်ခြင်း ောင်မြင်နေတဲ့သူတွေနဲ့ပေါင်းပါသူတို့ရဲ့အောင်မြင်ရေးနည်းလမ်းတွေကိုမေ့ချစ်ပါသူတို့လုပ်သလိုလိမ့်လို့ပါသူတို့တွေးသလိုလိမ့်တွေးပါကျွန်တော်တို့ဟာလေသူတို့လိုအောင်မြင်လာပါလိမ့်မယ်အရေးအကြီးဆုံးအချက်ကတော့ကျွန်တော်တို့တွေကိုအစိတ်ခက်နေသူတွေနဲ့ဝေးဝေးရှောင်ဖို့ပါပဲနံပါတ်3ရီမန်းချက်တဲ့ဘဝကိုချင်သန်ပါခန္ဓာချက်တဲ့ဘဝကိုမချင်သန်ပါနဲ့ဒီမှန်ချက်တဲ့ဘဝကိုချင်သန်ပါတဲ့ဒီစကားဟာအလွန်ကိုမှန်ကန်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ခန္ဓာချက်တွေဆိုတာ အမြဲတမ်းပြောင်းလဲနေပါတယ်။ကောင်းတာတွေလည်းရှိတယ်၊ဆိုးတာတွေလည်းရှိတယ်။ပြုံနေတဲ့အချိန်လေးရှိမယ်၊ဝမ်းနေနေတဲ့အချိန်လေးရှိမယ်။အခုတစ်မျိုးတိုကြတစ်မျိုးမနဲ့တစ်မျိုးညတစ်မျိုးအမျိုးမျိုးပြောင်းလဲနေပါတယ်။ဒါကြောင့်အဲ့ဒီခံစားချက်တွေကိုအခြေခံပြီးဘဝကို မချင်တမ်းပါနဲ့။ဘဝကအမြဲတမ်းပြောင်းလဲနေပြီးကိုလိုချင်တဲ့ပန်းနိုင်ကိုဘရောမှရောက်နိုင်မှာမဟုတ်ပါဘူး။ဒီမှန်ချက်နဲ့ဘဝကိုချင်တမ်းပါ။ကျွန်တော်တို့ဘဝမှာဒီမှန်ချက်တွေရှိကြတယ် အဲ့ဒီရီမန်းချက်တိုင်းဘဝကိုချင်တန်ရမယ်ကိုလိုချင်တာကိုဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်မယ်ဆိုတော့ရီမန်းချက်တွေကိုကိုစိတ်ထဲထည့်ပေးထားရင် မသိစိတ်ကဒါကိုပဲအမြဲလှုံ့ဆော်ပေးနေတတ်ပါတယ်ဒါကြောင့်ရီမန်းချက်နဲ့ဘဝကိုချင်တန်နေဖို့လိုပါတယ်ရီမန်းချက်တွေကိုအကောင့်ထည့်ဖို့တဲ့အခါမှာလေဖြစ်ရှင်စိတ်သာရှိပြီးဖြစ်အောင်လုပ်မယ်ဆိုတော့ဇွေးမရှိရင်ဘလောက်ပဲစိတ်ပြင်းပြနေပါစေတိုးတက်လာမှာမဟုတ်ပါဘူး လူဆိုတာရည်မှန်းချက်နဲ့ဘဝကိုချင်တန်ရသလိုယုံကြည်ချက်နဲ့လေချင်တန်နေထိုင်ဖို့လိုပါတယ်ရည်မှန်းချက်မရှိရင်ဘဝကအတိတ်ပင်မရှိသလိုယုံကြည်ချက်မခံပါရင်လေ လေယူရရင်းတဲ့ပန်းမြင်တွေလိုဖြစ်နေပါလိမ့်မယ်ဒါကြောင့်ကိုယ့်ရဲ့ယုံကြည်ချက်ကိုလေခိုင်ခိုင်မာမာထားပါအရေးပါတဲ့သူဖြစ်အောင်ကြိုးစားသလိုအရေးကြီးတဲ့သူဖြစ်အောင်လေကြိုးစားပါရည်မှန်းချက်တွေကိုစုပ်ကံရင်ဘဝကိုချင်တန်လိုက်ပါနံပါတ်၄ အာနာတက်တဲ့နေဆွေးတွေကိုပြင်လိုက်ပါ အာနာတက်တဲ့စိတ်ဟာရေဘူးရအဖြစ်ကောင်းတဲ့စိတ်ကုညင်တဲ့စိတ်ဖြစ်ပါတယ်ဒါပေမဲ့တခါတလေအာနာတက်ခြင်းဟာကိုယ့်အတွက်မကောင်းတဲ့အရာတွေစီကိုဥတီသွားတာပိုများပါလေလူအများစုအာနာရခြင်းရဲ့အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်ပထမချက်ကသူတို့ဟာသူတို့ဘာအတိအမှတ်ပြုတာခံချင်တယ်သူတို့ဘာအထင်ကြီးမှုကိုမမောကြတယ်ဒါကြောင့်ဘာကိစ္စပဲဖြစ်ဖြစ်အာနာနာနဲ့ကုညင်တက်ကြတယ်ဒုတိယချက်က ကိုကိုတခြားသူတွေကသဘောမကောင်းတဲ့လူအကူကြီးမပေးတတ်တဲ့လူလို့ထင်သွားမှကြောက်တတ်ကြတယ်ဒီအချက်နှစ်ချက်ဟာအာနာတတ်တဲ့လူတွေမှာဖြစ်လေဖြစ်တာရှိတဲ့စိတ်ခံစားမှုတွေဖြစ်ပါတယ်အာနာချင်းဟာနှုတ်ညက်သိမ်မွေးချင်းမဟုတ်တလို့အာမနာချင်းကလေရိုင်းဆိုင်တဲ့အပြုံမမဟုတ်ပါဘူးအာနာချင်းဟာ လူတရားရဲ့စွန်းအင်တွေအချင်းတွေကိုဖြုံးတီးပြရာရောက်ပါတယ်ဒါကြောင့်အာနာတတ်တဲ့နေဆွေးတွေကိုချိုးဖြတ်နိုင်ဖို့အတွက်အဓိကလိုရမယ့်အချက်လေးနှစ်ချက်ကို လမ်းညွန်ပေးချင်ပါတယ်အားနာတော့မေးဆိုရင် အချက်နှစ်ချက်ကိုစဉ်းစားပေးပါပထမတစ်ခုက ကိုလှုပ်ပေးနိုင်လားပေါ့ကိုမလှုပ်ပေးနိုင်တဲ့ကိစ္စတွေကိုအားနာနာနဲ့လှုပ်ပေးလိုက်မေးဆိုရင် ကို့အတွက်မကောင်းတာတွေကိုဥတီသွားတတ်ပါတယ်ဒုတိယတစ်ခုကကိုလှုပ်ပေးရှင်လားပေါ့ကိုမလှုပ်ပေးချင်တဲ့အရာကိုလှုပ်ပေးလိုက်တဲ့အခါရလာတဲ့ရလက်ကတည်တက်လှပမှာမဟုတ်ပါဘူးဒါကြောင့်အားနာတော့မေးဆိုရင်ဒီချက်နှစ်ချက်ကိုတည်တည်ချာချာစဉ်းစားဖို့လိုပါတယ် တခြားလူတွေရဲ့ထင်ကြီးဟာကိုဘဝရဲ့အစ်စ်မှန်မဟုတ်တာမို့အာနာချင်းတွေကိုရက်ဆိုင်ပါကိုမလုတ်ပေးလို့ကိုကိုမကူညီတတ်တဲ့လူလို့ထင်သွားမှာမကြောက်ပါနဲ့ကိုလုတ်ပေးနိုင်လားလုတ်ပေးချင်တာတွေကိုပဲလုတ်ပေးပါမလုတ်ပေးနိုင်တဲ့အချိန်မှလေရင်းရင်းကြေးကြေးပဲမကူညီပေးနိုင်ကြအောင် ပြောပြလိုက်ပါနံပါတ်၅ကြောက်စိတ်ကိုအနိုင်ယူပါလူတိုင်းမှာကြောက်စိတ်တွေရှိတတ်ကြပါတယ်အင်တာဗျူးသွားဖြေရမှာကြောက်တယ်အလုပ်သစ်ဆက်လုပ်ရမှာကြောက်တယ် လူအများရှိမှစကားပြောရမှကြောက်တယ်။ကိစ္စတွေမပြီးပြတ်မှကြောက်တယ်။အစုံတရာနဲ့တွေ့ဆုံစကားပြောရမှကြောက်တယ်။မိဘတွေတည်သွားမှကြောက်တယ်။ဆစ်ဆစ်ရှက်အဖြေတွေမကောင်းမှကြောက်တယ်။စာမေးပွဲရလဒ်တွေဆိုးမှကြောက်တယ်။စသဖြင့်ကြောက်စိတ်အမျိုးမျိုးရှိကြပါတယ်။လူတွေဟာကြောက်စိတ်ဝင်လာရင်ပုံစံနှမျိုးနဲ့တုံ့ပြန်တက်ကြပါတယ်။တချို့ကထွက်ပြေးတင်းချောင်လိုက်ကြတယ်။တချို့ကတော့ထိတ်တဲ့ရင်ဆိုင်ပြစ်လိုက်ကြတယ်။ကြောက်စိတ်တွေကိုထွက်ပြေးပုံချောင်လိုက်ခြင်းအပြင် ကြောက်စိတ်တွေကပျောက်သွားမှာမဟုတ်သလိုရွတ်သွားမှာလည်းမဟုတ်ပါဘူးကိုကြောက်တဲ့အရာတစ်ခုကို ထိတ်တဲ့ရင်ဆိုင်လိုက်မှသာကြောက်ရှင်တရားကိုကြိုဖြတ်နိုင်ကြမှာပါနောက်ပြီးကိုကြောက်နေတဲ့အရာတိုင်းကလည်းအမှန်တကယ်ဖြစ်လာမှာမဟုတ်ပါဘူးအတွေးနဲ့ကြောက်မနေဖို့လည်းအရေးကြီးပါတယ်ကိုကြောက်တဲ့အရာတစ်ခုကိုထိတ်တဲ့ရင်ဆိုင်လိုက်ခြင်းဟာတစ်ခါသာကြောက်ရပြီးနောက်ထပ်ဒီအရာကိုဘယ်တော့မှထပ်ကြောက်ရတော့မှာမဟုတ်တော့ပါဘူးဒါကြောင့်ကြောက်စိတ်ကိုအနိုင်ယူဖို့အတွက် အကောင်းဆုံးနည်းလမ်းက အဲ့ဒါကိုရင်ဆိုင်လိုက်ချင်းပါပဲဘဝမှာကိုပါကိုကြောက်လေအဲ့ဒီအကြောက်တရားတွေကိုပထမဆုံးရင်ဆိုင်လိုက်ပါဒါဆိုရင်ကြောက်စိတ်ကို အနိုင်ယူနိုင်ပါလိမ့်မယ်ကြောက်စိတ်ဟာလူတရားရဲ့စွန်းအင်ကိုကုန်ဆုံးစေသလိုအချိန်တွေကိုလေဖြုံးတီးပြပါတယ်ဒါကြောင့်ကြောက်စိတ်တွေကိုရင်ဆိုင်ချင်းနဲ့အနိုင်ယူမှသာဘဝမှာ အောင်မြင်ခြင်းလမ်းစာတွေပွင့်သွားမှာဖြစ်ပါတယ်အဆုံးထိနားဆင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျယခုမျှဝေပေးခဲ့တဲ့သင်ခန်းစာ၅ခုက မိတ်ဆွေတို့အတွက်အကျိုးရှိမေလို့မျှော်လင့်မိပါတယ်ဗျမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလေကွန်မန့်မှာမျက်ချက်ပေးခဲ့ဖို့တောင်းဆိုပါတယ်ဗျနောက်ထပ်တင်သမျှကိုဆက်လက်နားဆင်နိုင်ရန် YouTube channel လေးကိုလေ subscribe လုပ်ထားနိုင်ပါတယ်ဗျ